အုံးမဲမင်္ဂလာပါခင်ဗျာရေလင်းအောင်ဘလောကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook နဲ့ Messenger မှာကျွန်တော်တို့ကြည့်မြင်ရတဲ့သူတွေကျွန်တော်တို့ကိုဆာလာမပို့စီခြင်းတဲ့သူတွေကိုကျွန်တော်တို့ဘလောလုတ်เสียရမလို့ပဲနဲ့ကိုယ့်ကိုဆာလုံးဝလာပို့လို့မရအောင်လှုပ်ထားလို့ရမယ်နီလန်လေးကိုအစာသွင်းရှင်းပြပေးတော့မှာဖြစ်ပါရယ်ဗျာဒီနီလန်လေးကကျွန်တော်အရန်ကိုအသုံးတဲ့ပါတယ်ကျွန်တော်တို့ဘလောလိုက်မယ်ဆိုရင်ဒါသူ့ဘက်ကနေကိုဘလောထားရဆိုတော့သိနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကိုဆာလာမပို့စီခြင်းတဲ့ခါမျိုးမှာကျွန်တော်တို့ကအခုပြမယ်နီလန်လေးအတိုင်းလှုပ်ထားမယ်ဆိုရင်အဲသူ့ကိုဘလောတာလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့သူကဘလောထားရဆိုတာကိုလည်းမသိတော့ ဘူးဗောနော်ပြီးတော့ကျွန်တော်တို့လည်းစာလာပို့လို့ရမှာမဟုတ်တော့ပါဘူးဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်မဆင်ညာတဲ့ကိုသွားလိုက်မယ်ဗောနော်မဆင်ညာတဲ့ကိုရောက်ပြီဆိုရင်ကိုလှုပ်ချင်တဲ့အကောက်ပေါ့နော်ကိုစာလာမပို့စီချင်တဲ့အကောက်ကိုကျွန်တော်တို့အဲဒီ ဥပမာဒီအကောက်ကိုကျွန်တော်ဆန့်ပြပေးမယ်ပေါ့နော်အဲ့ဒီကိုကိုစာလာမပို့ပို့လို့မရအောင်လုပ်ချင်တဲ့အကောက်ကိုပေါ့နော်ကျွန်တော်ကြာကြာလေးဖိပေးထားလိုက်ပါဗျဖိပေးထားလိုက်ရင်ကျွန်တော်ဒီနေရာမှာ restrict ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ restrict ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဗျဒါလေးကိုတစ်ချက်နှိပ်လိုက်ရင်ရည်ပေါ့နော်အဲ့ကျွန်တော်အဲ့လိုမျိုးနှိပ်လဲရတယ်ဒါမှမဟုတ်ရင်အဲ့ဒီကိုလာမပို့စေချင်တဲ့အကောက်ထဲကိုဝင်လိုက်ပေါ့နော်ဝင်ပြီး သူနဲ့စာပို့ထားတဲ့ဒီ chat လစ်တဲ့ဝင်လိုက်ပေါ့နော်ဝင်ပြီးဆိုရင်တောင်းမှရှိရဲ့ဒီ iron ပုံစံ information အမှတ်ကလေးပေါ့နော်အဲ့လေးတစ်ချက်နှိပ်လိုက်လဲရတယ်တစ်ချက်နှိပ်လိုက်ရင်တော့အောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာဒီဒီလိုမျိုးခုနခုနတော့ကြာကြာလေးဖိထားတဲ့အခါမှာပေါ်လာတဲ့အတိုင်းပဲဒီ restrict ဆိုတာလေးလည်းရှိရဲ့ပေါ့နော်ဒီနှစ်ခုဒီအခုပြရဲ့နှစ်နည်းလေးကကြိုက်တဲ့နည်းနဲ့လုပ်လို့ရပါတယ်အဲ့ restrict ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးပြီးဆိုတာနဲ့ကျွန်တော်ဒီအောက်မှာ restrict restrict ဆိုပြီးတော့သူ့ရဲ့ account number နေလေးနဲ့အပြောင်းအစားလေးပေါ်လာပါလိမ့်မယ်ဗျအဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါအဲ့နှိပ်ပေးလိုက်ပြီးဆိုရင်တော့ရရပဲဖြစ်ပါတယ်ဗျ ဒါဆိုရင်ကျွန်တော်တို့အာပြန်ပြီးဝင်ကြည့်လိုက်မယ်ဆိုရင်ဒီမှာ unrestate ဆိုပြီးတော့ဒီလိုမျိုးလေးပေါ်နေမှာဖြစ်ပါတယ်ဗျ။အဲဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ရပါပြီ။ဒါဆိုရင်သူ့ကိုဘယ်လိုလဲမလုပ်ပြင်မဲ့သူကသူကနေကိုယ်စာလုံးကလာပို့လို့ရမှာမဟုတ်တော့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဟာကိုပုံမှန်အတိုင်းပြန်ပြီးတော့ဖြည့်ကျင်တယ်ကိုယ်ကိုပုံမှန်အတိုင်းပဲစာလာပို့လို့ရအောင်ပြန်ပြီးလှုပ်ချင်တယ်ဆိုရင်လှုပ်လို့ရတဲ့နီလန်လေးကကျွန်တော်တို့မက်ဆန်ဂျာရဲ့မီနူးစက်တင်လေးတွေကိုသွားရမှာဖြစ်ပါတယ်ဗျာကျွန်တော်ကတော့မက်ဆန်ဂျာကနောက်ဆုံးဗားရှင်းဖြစ်တဲ့အတွက်ကြောင့်မို့မီနူးကဒီအောက်ဆုံးမှာရောက်နေရပေါ့နော်အဲကျွန်တော်မျှလေးထုတ်ပြပေးမယ်နော် ဒီအောက်ဆုံးမှာရောက်နေရပါတော့အကယ်၍မိတ်ဆွေတို့ကဒီ messenger ဘာရှင်အဟောင်းမဲ့တုံးထားတဲ့သူတွေဆိုရင်တော့ menu ကဒီဒီဘဲဘဲအပေါ်ဆုံးထောင်လေးနားမှာရောက်နေမှာဖြစ်ပါတယ်ပြကျွန်တော်ကတော့နောက်ဆုံးဘာရှင်ဆိုတော့ဒီအောက်ဆုံးက menu လေးကိုပဲနှိပ်လိုက်မှာပေါ့နော်ပြီးပြီးဆိုရင်ကျွန်တော်ဒီ setting လေးကိုတစ်ချက်သွားလိုက်ပါတော့ကျွန်တော်ပြန်ပြီးဖြည့်ခြင်းနေဆိုရင်ပေါ့နော်အဲကိုကခုနလိုမျိုးလှုပ်ထားတဲ့အခါမျိုးမှာကိုယ်ပုံမှန်တိုင်းပြန်ပြီးတော့ဆာလာပို့လို့ရစေခြင်းနဲ့ဆိုရင် setting လေးကိုသွားပါ setting တွေကိုသွားပြီးရင်ကျွန်တော်ဒီနေရာမှာ privacy and safety ဆိုတာလေးရှိရပါတော့။အဲ privacy and safety ဆိုတာလေးကိုတစ်ချက်တွေ့အောင်ရှာပြီးအားလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ။ ဒါလေးကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ restricted account ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျဒီ restricted account ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါအဲနှိပ်လိုက်ရင်တော့ကျွန်တော်တို့ခုနကတော့အဲဒီနေရာမှာကျွန်တော်တို့ဆာလာပို့လို့မရအောင်လုပ်ထားတဲ့သူတွေရဲ့ account တွေကိုဒီနေရာမှာတန်းစီပြီးတွေ့ရမှာဖြစ်ပါတယ်ဗျာအားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါအဲနှိပ်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာရှိရဲ့ဒီ continue ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ ါးလေးကိုတစ်ချက်နှိပ်နှိပ်ပြီးပြီးဆိုရင်ကျွန်တော်ဒီအောက်မှာရှိရဲ့ဒီ unrestrict ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ဗျာဒီ unrestrict ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါတော့ အဲပြီးပြီဆိုင်တော့ရပါပြီဗျဒီလိုမျိုးပေါ်သွားပြီဆိုရင်ကျွန်တော်တို့ဘက်ကီးလေးနဲ့ပြန်ထွက်လိုက်လို့ရပြီပဲဖြစ်ပါတယ်ဘက်ကီးလေးနဲ့ပြန်ထွက်လိုက်ရင်ပုံမှန်တိုင်းကျွန်တော်တို့ဒီ chest လက်မှာအဲသူ့ရဲ့အောက်ကပြန်ပေါ်လာပြီးတော့ကျွန်တော်တို့ပုံမှန်တိုင်းစာပြန်ပြီးတော့ပို့လို့ရပြီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုပြပေးခဲ့တဲ့ဒီလန်လေးကကျွန်တော် messenger မှာကိုစာလာမပို့စီခြင်းတဲ့သူတွေဘလို့လုတ်ရမလို့ပဲနဲ့စာလာမပို့လို့စာလာပို့လို့မရအောင်လုံးဝလုံးနေရပြန်ပြီးတော့ဖြေပုံဖြေနည်းရနှစ်နည်းကိုအစားဆုံးရှင်းပြပေးခဲ့ရပဲဖြစ်ပါတယ်ဗျာမိတ်ဆွေတို့အတွက်ဒီနီလန်လေးကတုံးတက်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးနှိကြည့်ရှုပေးကြတဲ့အတွက်လည်းဒူးချင်းတို့အထူးပဲကျေးဇူးတင်ရှိ Gà đẹp